ယောက်ျားတစ်ဖွဲ့အတွက်ရေးကြီးရဲ့အခြေခံချက်ကတော့စနစ်တကျဖွဲ့စည်းထားတဲ့ထောက်ပံ့ရေးစနစ်ပဲဖြစ်ပါတယ်။ရေးကြီးနဲ့ဆက်ဆက်နေတဲ့လူတစုအပေါ်ရေးကြီးကတိပွင့်လာတာတွေကိုစားသုံးပြီးချင်းတန်လှုပ်ရှားရမှာဖြစ်တယ်။ဒါကြိုင်နဲ့ထဲမှာစားနိုင်ချိတ်ကကိုထောက်ပံ့နေတဲ့လေယာလုပ်ငန်းတွေဆက်လက်လုပ်ကိုင်နေကြသလားဆိုတာကိုသတိထားလေ့လာနေကြရမယ်။ခက်ခဲကြတဲ့နဲ့ယောက်ျားစီရဲ့အထူးသဖြင့်အစာဥပိုင်းကာလတွေမှာယောက်ျားတက်ဖွဲ့အတွက်ရိတ်ခါထုတ်လုပ်ဖို့ မိမိရဲ့အင်အားတွေကိုပုံအောင်မတုံးနိုင်သေးဘူး။ရန်သူကလည်းရိခါတွေကိုအလွဲတကူရှာဖွေတွေးရှိပြီးဖြက်စီးပြနေတယ်။ဘာကြောင့်လဲဆိုရင်ရန်သူရဲ့စစ်ကြောင်းတွေကလုံးဝထုတ်ဖောက်ဝင်ရောက်နိုင်တဲ့ဒေသဖြစ်နေလို့ပဲ။ထောက်ပံ့မှုကပထမအစပိုင်းမှာအတွင်းပိုင်းကအမြဲဖြစ်လာရမယ်။တောက်ကြားလှူရှားမှုကြီးမားလာတဲ့နဲ့အမျှရိခါထောက်ပံ့မှုကိုတိုက်ပွဲဒေသအပြင်ဘက်က တင်သွင်းဖို့စီစဉ်ရမယ်။လက်သမားတွေမှာရှိနေတဲ့ထောက်ပံ့နယ်လောက်နဲ့လည်းတပ်ဖွဲ့တွေစောင့်တောက်နေထိုင်ကြရမယ်။ တစ်စုံတစ်ခုဝယ်ဖို့တခါတရံမှာဈေးဆိုင်တစ်ခုတလေစီတွားရောက်နိုင်မှာဖြစ်ပေမယ်။ထောက်ပံ့ရေးလမ်းကြောင်းများထူထောင်ဖို့မဖြစ်နိုင်ပေ။ရင်းတို့ထူထောင်ရန်နည်းမြေမရှိသေးပဲဖြစ်ကထောက်ပံ့ရေးလမ်းကြောင်းနဲ့စားနပ်ရိက္ခာများကိုတူလောင်ထားရတော့မှာ။ယောက်ျားဆက်ဖြမျိုးတုတ်တက်မှုနဲ့ဆက်ဆက်နေတယ်။တနအူးလှုပ်ဆောင်ရည်မှာဒေသခံပြည်သူတို့၏အကျွမ်းမဲ့ယုံကြည်ကူးစားမှုယာယီပင်ဖြစ်သည်။ရင်းတို့၏ပြဿနာများအပေါ်စိတ်ဝင်စားမှုရှိခြင်းကိုကြီးဆော့ချောက်ခြင်းနဲ့ တိမ်ဆောင်လွှတ်ချော်မှုများမဖြစ်အောင်ဥတက်မှတ်ပေးမဲ့တက်မှတ်ပေးသည့်အစီအစဉ်များမပြတ်မလည်ဆက်မှတ်ထားရှိရန်လိုအပ်တယ်။လက်သမားတို့ရဲ့အကျိုးစီးပွားများကိုကာကွယ်ဆောက်ရှောက်ခြင်းနဲ့လက်သမားတို့ဟာအကြိုက်တဲ့ကာလအတွင်းအခွင့်ကောင်းယူကာဖိအားပေးနှောက်ယှက်ခြင်းလက်သမားပိုင်ပစ္စည်းများကိုသိမ်းယူခြင်းရင်းတို့၏စဘာတိနံများအားလူရဲ့သိပ်ပိုက်ခြင်းစသည်တို့ကိုကျွလွန်သူအလုံးအားပြည်တံစီရင်ခြင်းစသည်တို့ဖြစ်တာအကုန်မှုကိုရယူနိုင်မယ်။တိုင်နယ်ထဲမှာ နုညံ့တိမ်မွေးစွာဆက်ဆံမှုတို့ပေါင်းဆက်ကျင့်သုံးတော်ရမယ်။တော်လန်ရေးပေါ်မှာရိုးသားစွာထောက်ခံသူများအလုံးနဲ့ပူးပေါင်းဆောင်ရွက်ပြီးနုညံ့တိမ်မွေးစွာဆက်ဆံရေးတော်လန်ရေးကိုစန့်ကျင်တိုက်ခိုက်သူများရန်သူတရင်ပညာသဘောထားကိုလဲမှုများပေါ်ပေါက်လာစေရန်။မွေနောက်ခလောက်ဆန်သူများကိုတော့တသားစွာဆက်ဆံရမယ်။တစားတစားဆိုသလိုဒေသအတွင်းရှင်းလင်းပြီးနောက်လုပ်ငန်းဆောင်ရွက်မှုပုံမှုလွယ်ကူအဆင်ပြေလာမယ်။လိုက်နာရမယ့်ခြေကံစည်းကမ်းချက်တစ်ခုမှာ မိတ်ဆွေတဦးထံမှယူငင်သောကုန်ပစ္စည်းများအတွက်တန်ရာတန်ဖိုးပေးဆောင်ခြင်းဖြစ်တယ်။ဤကုန်ပစ္စည်းများမှာစပါးတိနယ်များအခြားစီးပွားဖြင့်ထုတ်လုပ်သည့်လုပ်ငန်းများမှလူသုံးကုန်ပစ္စည်းများဖြစ်တယ်။ကျိန်ဖန်များစွာအလှူသဘောထည့်ဝင်ကြမှာဖြစ်တော်လဲလယ်သမားတို့၏စီးပွားရေးအခြေအနေကထို့သို့လူတန်းမှုများကိုခွင့်ပြုနိုင်လောက်အောင်စိုးဝါနေနိုင်တယ်။တိုက်ပွဲကာလအတွင်းလိုအပ်သည့်များကိုငွေကြေးပေးဆောင်စရာမရှိဘဲကုန်စုံဆိုင်များမှယူငင်စားသုံးရသည့်အခါများလည်းရှိပေမယ့် ထိုခါမျိုးတွင်ကုန်သည်ညာမိမိအကျွေးယူထားသည့်ငွေပမာဏအားတစ်ချိန်ချိန်တွင်ပြန်လည်ပေးဆက်မည်ဟုရှေ့ပိုင်းတွင် ဖော်ပြထားသကဲ့သို့ဂတိဝန်ခံချက်ပါစာချုပ်လက်ခံတစ်ခုရေးထိုးပေးထားသင့်နိုင်ဤနိနာကိုလွမြောက်နိုင်ခြင်းပြင်ပရှိပြည်သူတို့နှင့်ဆက်ဆံရတွင်သာအသုံးချတဲ့နဲ့ငွေပေးချင်နေတာနဲ့တပြိုင်နက်အားလုံးဒါမှမဟုတ်ဒစိတ်တစ်ပိုင်းကိုပေးချေရမယ်ရန်သူစစ်တပ်၏လွှမ်းမိုးမှုမှထာဝရကင်းလွတ်လာသည့်ဒေသတစ်ခုကိုထူထောင်ထိမ့်သိမ်းထားနိုင်လောက်အောင် အခြေအနေများတိုးတက်ကောင်းမွန်လာသည့်အခါစုပေါင်းထွန်ရဲ့စိုက်ပျိုးခြင်းများပြုလုပ်နိုင်ကြပြီးလက်သမားများကကြောက်ကြားတက်ဖွဲ့အကျိုးအတွက်လှုပ်ဆောင်ပေးကြရမှာဖြစ်တယ်။ဒီနေ့ဖြစ်တာရိခါလုံလောက်မှုအဆက်မပြတ်ရရှိနိုင်မှုကိုအာမခံနိုင်မှာဖြစ်တယ်။ကြောက်ကြားတက်ဖွဲ့လက်နဲ့အရေးအတွက်တဲ့လူကြီးကငပြနေသည့်အခါကြောက်ကြားတက်ဖွဲ့ကသူတို့အားလက်နဲ့မတက်စနိုင်သင့်ပြီ။ရန်သူလက်တွင်ရှိဒေသများအတွင်းသို့ပြန်လည်ဝင်ရောက်ရန်လဲနိုင်ငံရေးချင်းညားကမကောင်းသေးသည့်အခါ လေယာမြေပေါ်တွင်တိုက်ရိုက်ပဝဲလုတ်ကင်စေနိုင်သည်ယင်းတို့ဖြင့်အိကထောက်ပတ်မှုအမကကြက်ရှိကအနာကတ်တစ်ချိန်ချိန်မှာတိုက်ပွဲဝင်စစ်တီများအစင်းတို့တိုးမြင့်ခရနိုင်ရေးညှော်မှန်းနိုင်သည့်အမှုတန်းအတန်းတစ်ဖွဲလည်းဖြစ်မယ်ဤတို့ဖြစ်စေလက်သမားများကသူတို့ကိုယ်တိုင်ကောက်ပဲတိနိုင်များကိုစိုက်ပျိုးတင်ကြတယ်ဒီနေ့ချက်အလုတ်ပုံမထျောက်စွာပြီးမြောက်ပြီးကျွမ်းကျင်မှုနဲ့စိတ်ပါလက်ပါရှိမှုတို့ပူလာမယ်အချိန်နေ냐 ပုံမကောင်းမလာတေကဒီနဲ့အညိုးစားဖို့မူတည်၍ရိတ်သိမ်းတညာအလောင်းကိုဝယ်ယူရန်အစီအစဉ်များပြုလုပ်ကာဝယ်ယူခြင်းဖြင့်တပုံတက်ဖွဲ့စားသုံးရန်အတွက်ရိတ်ခါတူလုံရုံများတွင်လကောင်းစပက်ကြီးများတွင်လကောင်းထည့်ထားနိုင်မှာဖြစ်တယ်။လက်သမားများအားကုန်စည်ဖြန့်ဖြူးရောင်းချရေးအေဂျင်စီများထူထောင်နိုင်သည့်အခါစားနပ်ရိတ်ခါများအလောင်းကိုအဖွဲ့အစည်းများကစုဆောင်းဝယ်ယူကြသည်။လက်သမားများအတွင်ကုန်ပစ္စည်းချင်းဖလှယ်သည့်ဘာသာစနစ်ထူထောင်ခြင်းဖြင့် ူတန်ရောင်းဝယ်ရေးလုပ်ငန်းကိုရဲကူစီကယောက်ျားတစ်ဖွဲ့ကဓာကန်အဖြစ်ဆောင်ရွက်ပေးနိုင်မယ်။အခြေအနေများတိုးတက်လာပါကခွန်အကောင်များကောက်ခံနိုင်မှာဖြစ်တယ်။ဂျင်းတို့ကိုတက်နိုင်သည်မျရှော့ကောက်ကြရန်ဖြစ်ပြီးအထူးသဖြင့်နည်းနည်းသာထုတ်လုပ်နိုင်သူတို့အတွက်ဖြစ်တယ်။ယောက်ျားတစ်ဖွဲ့နဲ့တောင်သူလက်သမားတို့အကြားဆက်ဆံမှုတိုင်းကိုဂယုတဆိုင်ရှိရန်အရေးကြီးတယ်။အချို့ကိစ္စများမှာအခွန်အကောက်ကိုငွေကြေးနဲ့ကောက်ယူနိုင်ပြီးသို့မဟုတ်ရိတ်သိမ်းပြီး ောက်ပဲတိနိုင်မှဒစီတပိုင်းဖြစ်စေကောက်ယူနိုင်တယ်။ဤနည်းဖြင့်စာနာရိတ်ကတိုးပွားလာမှဖြစ်တယ်။အသားမှာလည်းအဓိကလိုအပ်ချက်ဖြစ်တယ်။ရင်းဤထုတ်လုပ်မှုနဲ့တရှိခံအောင်ပြုပြင်စီမံခြင်းများရှိရတယ်။မလုံးမကြုံရှိနေတဲ့ဒေသတွေမှာသဘုံတက်ဖွဲ့နဲ့ဣတာထင်ရှားသည့်ဆက်ဆက်မှုမရှိသေးသည့်တောင်သူလယ်သမားများကဝင်းညူရေးချက်များထူထောင်ကြပြီးကြက်စိတ်နဲ့ဝတ်ဆက်သည့်တို့ကိုဝင်းညူကရင်းတို့သည်ရေချင်ကြီးများထံမှတင်ယူထားသည့်များလုံးမဟုတ် ဝယ်ယူထားသည့်တိရစ္ဆာန်များဖြစ်တယ်။စကြဝဏ်ကြီးကျဲဝန်းတဲ့ဒေသများမှာကျွမ်းထွားတိရစ္ဆာန်များအများပြားဝင်းနူကြသဖြင့်ရင်းတို့ကိုတက်ချက်ပြီးနောက်စားနေဘုံဟုတ်အချောက်များပြုလုပ်ခြင်းဖြင့်ရရှိခံအောင်ပြုလုပ်စားသုံးနိုင်တယ်။ဤနည်းဖြင့်တရေများလည်းရရှိကာတရေနယ်ဆက်ရုံတစ်ခုထူထောင်၍ဖနှက်ချုပ်ရန်တရေညာတော်လန်တိုက်ပွဲအတွက်အခြေခံအထောက်အကူပစ္စည်းများကိုထုတ်လုပ်ပေးနိုင်မှာဖြစ်တယ်။ရေဘူးရအဖြစ်လိုအပ်သောအစားအစာများမှာအောက်ပါအတိုင်းဖြစ်တယ်။ ဒေတာလိုက်၍တာစာဟိန္ဒီဟိယနဲ့ဂစီတက်ကျော်သောအစားအစာဖြစ်သည်စံပြောင်းဂျုံအာလူစသည်ညာဖြစ်တယ်အခြေခံအစားအစာကို လေသမားတို့ကအစင်လိုလိုထုတ်လုပ်ပေးတယ်တောင်များထူထပ်သောဒေတာဖြစ်သည့်ကျူးပါနိုင်ငံဥရိနဲ့ပြည်တယ်မှာ မလန်ကာခေါ်အစားအစာ တောင်များထူထပ်သောဒေတာဖြစ်သည့်မက္ဆီကိုအလဲအမေရိကတိုက်နဲ့ပေရူးတို့မှာပြောင်းပေရူးနိုင်ငံတွင် အာလူ ခြားသောဒေသများတွင်ကျွမ်းတော်တိရစ္ဆာန်အခြားသောဒေသများတွင်ဂျုံစတိတို့ဖြစ်တယ်။တပ်ဖွဲ့အတွက်လိုအပ်သောအခြေခံစောင့်နေရိက္ခာများအပြည့်လက်စီရန်စိစက်တရားစွာဆောင်ရွက်နိုင်ရန်လိုအပ်ပြီးအစားအစာများကောင်းမွန်စွာစီမံချက်ပြုတ်နိုင်ရန်အစီအစဉ်မျိုးမျိုးလည်းပါဝင်တဲ့။ရင်းမှာတိရစ္ဆာန်သို့မဟုတ်ဟင်းသီးဟင်းရွက်စီများဖြစ်တယ်။စားမှာအပြည့်မနေလိုအပ်တဲ့ရိက္ခာတမျိုးလည်းဖြစ်တယ်။တပ်ဖွဲ့ဟာပင်လယ်နဲ့ဒီကဲ့၍အဆက်အဆက်ရှိလျင် နီလန်းစားကိုချက်ချင်းထုတ်လုပ်နိုင်တယ်။ဤနည်းဖြင့်အရန်တူလောင်ထောင်းနိုင်ဖို့နဲ့တပ်ဖွဲ့ဝင်များကိုဖြန့်ကျူးထောက်ပံ့နိုင်ဖို့စားထုတ်လုပ်မှုလုပ်ငန်းအချို့ကိုစနစ်တကျစီမံနိုင်တယ်။မှတ်သားရမှာအစားအစာအချို့ကိုသာထုတ်လုပ်နိုင်တယ်။ဤကဲ့သို့သောခက်ခဲကျနေသည့်ဒေသကိုရန်သူကလာရောက်ဝန်းဝန်းပိတ်ဆို့နိုင်ခြင်းဖြစ်လျင်ဒေသတွင်းသို့ဧကပိပုမှုအဝင်လမ်းကြောင်းများကိုကြီးစွာထိခိုက်နိုင်တယ်။လက်သမားအဖွဲ့အစည်းနှင့်ရုပ်ပြလူတို့အဖွဲ့အစည်းများဖြင့် ဆိုပါလွဲမဆောင်တာကြုံတွေ့လာရမည်ခက်ခဲများကိုကောင်းစွာဖြေရှင်းနိုင်ဖို့လိုအပ်တယ်အခက်အခဲအကြမ်းဆုံးကာလတွင်ဒိတာကံပြည်သူတို့ဆက်လက်ရှင်သန်နိုင်ရန်အနေဆုံးလိုအပ်တဲ့ဒိခါအကြံညာအရန်တဲ့ရှိနေသည်မည်တရှိခန်ကြီးအစားအစာတိညာအမျိုးအစားများဖြစ်သည့်ကြောင်းဂျုံစပါစသည့်ဒိခါများကိုအလုံးအလောက်တူလောင်ထပ်နိုင်ဖို့အနေအမြန်စုဆောင်းနိုင်ရေးအတွက်ကြိုးပမ်းတင်ကြီးဂျုံမှုစာတကြားနဲ့ စီတို့အစားအစာအမျိုးမျိုးတို့လည်းပါဝင်တဲ့နဲ့ထို့အပြင်လိုအပ်သောမျိုးစင်များအတွက်လည်းပြုစုပြုထောင်တဲ့နဲ့ဒေသတွင်းရှိတပ်ဖွဲ့ဝင်များအတွက်စားနပ်ရိက္ခာပြဿနာများကိုပြည်လဲဖြည့်ရှင်းပြည့်တည်အခါအခြားသောကုန်ပစ္စည်းများပြားမှာလိုအပ်နေဦးမိတာဖြစ်တယ်။ဖက်နှက်အတွက်တရေများအဝတ်အစားအတွက်ချီပိတ်ဆက်နဲ့အခြားသောအထောက်အကူပစ္စည်းများစက္ကူနဲ့ရင်းသာထုတ်လုပ်မှုအတွက်ပုံနှိပ်ဆက်သို့မဟုတ်ဒေသလုံးပုံနှိပ်တလိတ်တုံး မင်းနဲ့အခြားပုံနဲ့သုံးဆောင်ပစ္စည်းများဖြစ်တယ်။ဒီနေ့ပြောရရင်တောက်ကြားတက်ဖွဲ့အားပုံမတိုးချက်ဖွဲ့စည်းထူထောင်လာနိုင်တဲ့အမျှအဖွဲ့အစည်းလဲပုံမကြိုက်ပြန့်ချုပ်ထွေးလာကပြင်ပဒေသမှပစ္စည်းပစ္စည်းများလိုအပ်ချက်မှာပုံမတိုးများလာလေဖြစ်တယ်။ဤသို့လိုအပ်ချက်ကိုလုံလောက်စွာဖြည့်ဆည်းပေးနိုင်ရန်ဖွဲ့စည်းထူထောင်ထားသည့်စက်သွေးလမ်းကြောင်းများချောမောကောင်းမွန်စွာလက်ပတ်နေရမှာဖြစ်ပါတယ်။ဒီအဖွဲ့အစည်းတွေမှာအခြေခံအားဖြင့်မိတ်ဆွေလက်သမားများပါဝင်ပြီး ဝင်ရုပ်အစွန်းတစ်ဖက်ထားရှိတင်တယ်။တစွန်းမှာကြီးလက်ကြောက်ကြဒေတာဖြစ်ပြီးကြံတစ်ဖက်စွန်းမှာမြို့ပြတွင်ဖြစ်တယ်။ကြီးလက်ကြောက်ကြဒေတာမှာစတင်၍ခြံခွဲထွက်သွားသောစက်တွယ်ရေးလမ်းကြောင်းများမှာဒေတာတစ်ခုလုံးသို့အနှံပြားထုတ်ပေါက်ကရိခါပစ္စည်းများတယ်ယူပို့ဆောင်ရေးအတွက်လမ်းဖွင့်ပေးမှာဖြစ်တယ်။တဖြည်းဖြည်းနဲ့လက်သမားများကအန်နေနဲ့ကျင်သားရောက်သွားပြီးသူတို့ရဲ့အဖွဲ့ငယ်လေးများဟာအမခန်းလောက်ကင်နိုင်ကြမှာဖြစ်တယ်။ပစ္စည်းများကိုနေရာအရောက် ေးမတီရမ်းမခါပဲပို့ပေးကြတယ်။ဒီလှုပ်ရှားမှုတွေကိုညဘက်မှာ လာသုံးဟုတ်အခြားတိရစ္ဆာန်များကားပြတ်တော်လောက်ကောင်လောက်ကင်နိုင်တယ်။ဒေတာပေါ်မူတီလို့ကြောင်းလဲလောက်ကင်သွားဖို့လိုအပ်ပါတယ်။ဒီနည်းနဲ့ဈေးခါများကောင်းစွာ စုဆောင်းထားရှိနိုင်မယ်။ဒီလိုတည်ယူပို့ဆောင်ရေးစနစ်ဟာစစ်စင်ရေးနေကြီးအနီးနားရှိဒေတာများမှာဖြစ်တယ်။ဝေးလံတဲ့အရက်ဒေတာများနဲ့စက်သွေးလမ်းကြောင်းတို့ကိုထူထောင်ထားရှိဖို့လိုအပ်တယ်။အဲ့ဒီအဖွဲ့အစည်းတွေဖို့ကွန်ပျူတာဝယ်ယူရန် ွေကြေးများထုတ်လုပ်မှာဖြစ်ပြီးမြို့နယ်များပြည်내လူများမှာမထုတ်လုပ်နိုင်တဲ့ပစ္စည်းများကိုထုတ်လုပ်ကြမှာဖြစ်တယ်။တော်လန်ရေးပေါ်ထောက်ထားဆန္ဒသောအတိုင်းဝန်းများကရင်းအဖွဲ့အစည်းတွေတိုက်ရိုက်ငွေကြေးလှူဒန်းကြမှာဖြစ်ပြီးလောက်ဝက်စာချုပ်များနဲ့လဲလဲပေးရသွားပါမယ်။ဒီအတွက်ခန့်အပ်တာဝန်ပေးထားသူကိုထိမ့်သိမ်းချုပ်ကင်မှုမပြတ်မလည်ရှိဖို့လိုအပ်ပါတယ်။ကိုကျန်တရားဖောက်ဖြက်ကျူးလွန်သူကိုရေးယူပြစ်ဒဏ်ချမှတ်တာတွေလုပ်ရမယ်။ ပစ္စည်းဝယ်ယူမှုတွေကိုလက်ငင်းငွေချေစနစ်သို့မဟုတ်စာချုပ်စာတမ်းများနဲ့လည်းပြုလုပ်နိုင်တယ်။ထို့သဖြင့်ကြောက်ကြားတစ်ဖက်ကစစ်စင်ရေးအခြေခံစကမ်းများမှထွက်လာခဲ့ပြီးဒေသတိတ်တစ်ခုကိုထိုးပေါက်တိုက်ခိုက်တဲ့အခါဖြစ်ပါတယ်။ဒီကာလမျိုးမှာဘဲကုံတီထံမှမဆို ကုန်ပစ္စည်းတွေကိုမယူငယ်ပဲချောင်ရှားလို့မရနိုင်ပါဘူး။ကုန်တီအနေနဲ့ကြောက်ကြားတစ်ဖက်နဲ့ကုန်ပစ္စည်းတွေတန်ရတန်ဖိုးကိုပြန်လဲပေးချေရမှာဖြစ်တာကိုယုံကြည်စိတ်ချပါမယ်။ကြည်လက်ဒေသကို ဖြတ်တန်းတည်ဆောင်သွားတဲ့ကုန်ပစ္စည်းတွေအတွက်နေဘက်မှာခိတခဏတဝက်ထားဖို့အိမ်တွေကွန်ထော့စကန်တွေခိတခူနားစရာနေရာတွေရှိရမှာဖြစ်ပါတယ်။ညဘက်ကျမှရွှေပြောင်းတည်ယူကြမယ်။ဒီဂျာစကန်နေရာတွေကိုလိက္ခာတည်ဖို့ရန်အတွက်လိုက်ရိုက်တာဝန်ရှိသူတို့သာသိရှိတင်ပြီးသက်ဆိုင်ရာဂျာစကန်တွေမှာလည်းတဝူးတလီလောက်ကသာအသိပေးတင်နေ။ဒီလူတွေဟာအဖွဲ့အစည်းကစိတ်ချယုံကြည်ရသောပုဂ္ဂိုလ်များဖြစ်တဲ့နဲ။လာတတဝါဟာဒီလုပ်ငန်းအတွက် ုံးဝင်ဆုံးဖြစ်တယ်။မယုံနိုင်တော့အောင်အပင်ပန်းခံနိုင်ပြီးမဆောက်တဲ့တောင်ကျောတောင်တန်းတွေမှာတွာလာနိုင်တယ်။ကီလိုတရာပိတ်တာ60ကံအလေးကိုရပောင်းများစွာတည်သွားနိုင်တယ်။၎င်းရဲ့အစားအစာအတွက်အလွယ်တကူရနိုင်တာကြောင့်တည်ယူပို့ဆောင်ရေးအတွက်စံကြဖြစ်ကများစွာအထာပါတယ်။လာတန်းတွေတွာလာတဲ့အခါတန်ခွာအပိုတွေလုံလောက်စွာပါရှိရမှာဖြစ်ပြီးလာထိန်တွေက ရင်းတိရစ္ဆာန်များတဘာဝကိုကောင်းစွာနားလည်ပြီးထိမ့်သိမ်း ဆောက်ချောက်ကြရပါမယ်။ဒီနည်းနဲ့ခြေလေးချောင်းပို့ဆောင်ရေးအဖွဲ့ကိုထူထောင်ဖွဲ့စည်းပြီးတပ်ဖွဲ့တွေအတွက်များစွာခီးရောက်လာပါတယ်။ဒါပေမဲ့မကြာခဏဆိုသလိုပဲခီးလန်းခက်ခဲကြမ်းတမ်းလာတဲ့နေရာတွေမှာလာရညာဆက်လက်သွာလာရန်ဖြစ်နိုင်တဲ့အခါကုန်ပစ္စည်းတွေကိုတနည်းအားဖြင့်မှာကိတ္တချန်ထားခဲ့ရတဲ့။ဒီဖြစ်မျိုးရှောင်ရှားဖို့ရိစံတွေအတွက်လမ်းချက်တွင်ပြုပြင်ပေးမယ့်အဖွဲ့တစ်ခုလည်းဖွဲ့စည်းထားတဲ့နဲ့ဒီလိုလိုအပ်တဲ့အခြေအနေတွေကိုပြည့်စုံအောင်ဆောင်ရွက်နိုင်ဖို့ အဖွဲ့အစည်းများထုတ်ထောင်ထားရှိကလက်သမားများနဲ့ချစ်ခင်ရင်းနှီးစွာဆက်ဆံလုပ်ကိုင်သွားရင်များစွာအကျိုးရှိပါတယ်။တဖွဲ့တစ်ခုလုံးအတွက်ရေရှည်ရိတ်ကာထောက်ပံ့ရေးစနစ်ကိုအမှခံနိုင်ပြီးဖြစ်ပါတယ်။တောက်ကြတဖွဲ့ရဲ့လူတို့အရေးကိစ္စများကိုစီမံခန့်ခွဲပုံမှာမျက်နှာစာနှစ်ခုထားရှိပြီးနှစ်ခုစလုံးမှာအရေးကြီးပါတယ်။အပြင်မျက်နှာစာနဲ့အတွင်းမျက်နှာစာနှစ်ခုစလုံးရဲ့လုပ်ငန်းရည်များကွဲပြားသလိုဝိသေသလက္ခဏာရည်များလည်းကွဲပြားတယ်။နှစ်ခုစလုံးဟာ ခေါင်းစည်းတစ်ခုရဲ့အောက်မှာရှိတဲ့လုပ်ငန်းရည်များကိုလှုပ်ဆောင်နေတာဖြစ်တယ်။အပြင်မျက်နှာစာမှာစုဆောင်းရရှိနေတာနဲ့အတွင်းမျက်နှာစာမှာရရှိနေတာမတူညီပါ။ဝါဒအဖြန့်ချည်ရေးထောက်ပံ့ရေးတို့မှာလည်းမတူညီကြပါ။ရှေးဦးစွာအတွင်းမျက်နှာစာရဲ့လုပ်ငန်းတွေကိုဖော်ပြလိုပါတယ်။နိုင်ရှင်ပြီးပြောရရင်လူမျိုးကြီးအင်အားစုတွေကထိန်းချုပ်ထားနိုင်တဲ့ဒေသတွေကိုအတွင်းမျက်နှာစာလို့သတ်မှတ်နိုင်ပါတယ်။ဒီဒေသတွေဟာကြောက်ကြားစစ်ပွဲနဲ့လျော့ညီတွေ ရှိပြီလို့ပြောနိုင်ပါတယ်။ ။အကြောင်းလဲဆိုရင်ဒီလိုလက်ရောညှိထွေပြောင်းလဲမှုတွေမရှိခဲ့ရင်ယောက်ျားတစ်ဖွဲ့ဟာတိုက်ပွဲတွေကိုလုချက်နိုင်ုံသာရှိပြီးအခြေခံဒေသတွေတိစောက်နိုင်မှာမဟုတ်ပါဘူး။နေရအသစ်တွေတိမ့်ပိုက်နိုင်ပေမဲ့လူတို့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖွဲ့စည်းနိုင်မှာလည်းမဟုတ်ပါဘူး။ရန်သူကလည်းဒေသတွင်းကို ထုတ်ဖော်ဝင်ရောက်နိုင်သေးလို့ဖြစ်ပါတယ်။အတွင်းမျက်နှာစာမှာလူတို့ရေးရများစီမံခန့်ခွဲရမှာပုံမထျောက်အောင်မြင်ဖို့လုပ်ငန်းများတိကျစီတက်မှတ်လုပ်ကြရမယ်။ ဖွဲ့စည်းများတစ်ခုပြီးတစ်ခုဖွဲ့စည်းထူထောင်သွားဖို့ဖြစ်တယ်။ရေဘူးကပြောရရင်ဝါရဖြန့်ချီလုပ်ငန်းဟာယောက်ျားတက်မတော်နဲ့လက်ရိုက်သက်ဆိုင်ပြီးတက်က၎င်းရဲ့ချုပ်ခိုင်မှုအောက်မှာထားရှိခဲ့ရင် ခွဲထုတ်လို့လည်းရနိုင်ပါတယ်။အခွန်အတုကောက်ခံတဲ့လုပ်ငန်းမှာလည်းလူတုအုပ်ချုပ်ရေးအဖွဲ့ရဲ့လုပ်ငန်းတာဝန်ဖြစ်သလိုလက်သမားလုပ်သမားတို့အားစီယုံရေးတာဝန်ဟာလည်းသက်ဆိုင်ရအဖွဲ့အစည်းများရဲ့တာဝန်များဖြစ်ပါတယ်။ဒီလူဒန်းစားနှစ်ရက်စလုံးကို ကောင်စီအဖွဲ့အစည်းတခုတည်းက ုချုကိုကဲသွားနိုင်ပါတယ်။ခြေပိုင်းမှာရှင်းလင်းဖော်ပြခဲ့သလိုပဲဒိက္ခာစုဆောင်ရေးကိုနီလန်းမျိုးစုံနဲ့ဆောင်ရွက်သွားနိုင်တယ်။ဒါရိုက်သို့မဟုတ်တေဝရည်ဖြစ်စေအခွန်တုံများပူတန်းမှုများကိုစုဆောင်နိုင်ပြီးအများပိုင်အဖြစ်သိမ်းယူခဲ့တဲ့နည်းတွေလည်းပါဝင်နေ။ယောက်ျားတစ်ဖွဲ့အတွက်ဒိက္ခာကိုဒီလိုကောက်ကံရရှိမှုတွေကအဓိကဖြစ်ပေတယ်။မှတ်သားတင်တာကမိမိတို့သဘုံတစ်ဖွဲ့ရဲ့လောက်ရကြောင်းဒေသခံလူထုအပေါ်ဝင်တော့ဝင်ဖို့တစ်ဖွဲ့မဖြစ်စေလိုပါ။ ရန်သူရဲ့ဝိုင်းဝန်းပိတ်ဆို့ရေးချင်မှုတွေကြောင့်ဒိတာကန်လူလူများဆင်းရဲဒုက္ခကြုံတွေ့ကြရတာဟာယောက်ျားတက်ဖွဲ့မှာလဲသူဝိုက်ပြီးတာဝန်ရှိပါတယ်။ဒါကိုအခွင့်ကောင်းယူပြီးရန်သူကချက်ခါတလဲလဲဝါဒဖြန့်ဆွဆဲလေရှိတယ်။ဒါကြောင့်ထိတ်တန့်ရင်ဆိုင်မှုတွေပရိပခါတွေပေါ်ပေါ်ပေါ်အောင်ချောင်ချားကြရပါမယ်။ဥပမာဒိတာတွင်မှပြည်သူများကစံစပါးကိုဒိတာအပြင်ဘက်ထုတ်ယောင်းချတာကိုကန့်တဲ့ချုပ်ချယ်မှုမပြုတ်တင်ပါ။အလုံးအလုံးအကျက်တဲနဲ့ ကြုံတွေ့ရတဲ့အခါပြည်သူများနားလေသဘောပေါက်အောင်ပြည်ပြည်ဆောင်ဆောင်ရှင်းလင်းကြွပြပြီးကနတ်ချက်တွေထုတ်ပြန်တဲ့မိမိတို့ရဲ့လောရတိုင်းကိုအကျိုးတင်အကြောင်းတင်နားလည်နိုင်စေဖို့ဝါဒဖြန့်တဲ့ဝါဒဖြန့်စီယုံလှူရှာမှုများနဲ့တပါးတည်းလှုပ်ဆောင်တော့ကြမှာဖြစ်ပါတယ်ဒီအကျိုးကြောင်းတရားတွေကိုမိမိတို့ရဲ့ချွေမျိုးသားချင်းသို့မဟုတ်မိဘမောင်မားတွေကြောက်ကြတက်မလို့မှာပါဝင်နေတဲ့လက်သမားတွေကတော့ကောင်းစွာနားလည်နိုင်မှာဖြစ်ပါတယ် ဒီလေသမားတွေရဲ့စိတ်မျိုးသားချင်းတွေပါဝင်တဲ့တက်မတော်ကုန်လိုက်ကသူတို့ရဲ့တက်မတော်လိုဖြစ်နေပါတော့လေလေသမားတွေနဲ့ဆက်ဆံရေးအရေးကြီးတာကြောင့်သူတို့အကျိုးစီးပွားကိုကာကွယ်ပေးမယ်အဖွဲ့အစည်းတွေထူထောင်ထားရှိရမယ်ဒီအဖွဲ့အစည်းတွေကညွန်ချက်ချက်တွေထုတ်ပြန်လှုပ်ဆောင်သွားမှာဖြစ်တယ်ဒီအဖွဲ့အစည်းတွေဟာလုံမြောက်တဲ့အခြေခံဒေသမှာရှိနေရုံများမကအနီးပတ်ဝန်းကျင်ဒေသတွေနဲ့လည်းအဆက်အသွယ်များထားရှိရမယ်ဒီအဆက်အသွယ်များကတစ်ဆင့်နောက်ဒေသတစ်ခုအတွင်းသို့ ထုတ်ဖော်ဝင်ရောက်ပြီးယောက်ျားဒေသတွေလုချဲ့သွားနိုင်မှာဖြစ်တယ်။တောင်သူလက်သမားတို့ကတီတိုးဖြစ်စေ၊စာရွက်စာတမ်းများဝေလို့ဖြစ်စေစီယုံရေးကိစ္စတွေကိုစတင်ပြိုကျဲဆောင်ရွက်ကြလိမ့်မယ်။အခြားဒေသမှာနေထိုင်ဆက်တောက်နေကြရတဲ့ပြည်သူတွေရဲ့ဘဝတွေစင်ရသားလက်သမားအကျိုးစီးပွားကိုကာကွယ်တဲ့ထုတ်ပြန်ကြေညာပြီးဥပဒေအကြောင်းတွေယောက်ျားတပုံအဖွဲ့ရဲ့ကိုကျိုးမဖက်အများအကျိုးသက်သက်ဆောင်ရွက်တာတွေစသဖြင့်ဟောပြောစီယုံကြရမှာဖြစ်တယ်။ တောင်သူလက်သမအဖွဲ့အစည်းများဖို့ကောက်ပဲတိနေများတည်ယူပို့ဆောင်ရင်းနဲ့ရောင်းချနိုင်ရေးအတွက်အဆက်အသွယ်များရှိတဲ့နဲ့အဆိုပါကိစ္စတွေအတွက်တောက်ကြားတက်မတော်ရဲ့ကုသလေတွေကကုန်တီပို့စားတွေမှာတစင်ရန်သူနေမြေအတွင်းဖြတ်တန်းလှုပ်ဆောင်ရမှာဖြစ်လို့ယုံကြည်စိတ်ချရသူများဖြစ်တဲ့ပြီးဒေသခံလက်သမတွေနဲ့လည်းခင်မင်းရင်းနှီးသူများဖြစ်တဲ့နဲ့ဒီကုန်တီပို့စားတွေဟာတော်လန်ရင်းနဲ့ပူပေါင်းလာပြည့်ရဲ့နောက်မှာမြေတီအန်တဲ့မျိုးကိုမှအမှုမထတော့ပဲတစ်ဖက်မှာလည်း ငွေကြေးမမောက်မှုရှိနေသေးလို့အញ្ញံအဆုံးရနိုင်တဲ့အခွင့်အလမ်းကိုအသုံးချလိုက်တာလည်းဖြစ်ပါတယ်။လမ်းဖောက်လုပ်ခြင်းရဲ့အရေးကြီးပုံကိုရိခါထောက်ပံ့ရေးပြဿနာတွေနဲ့ဆက်ဆက်ပြီးကျွန်တော်တို့ပြောပြခဲ့ပြီးဖြစ်တယ်။ကြောက်ကြတဲ့ဘွဲဟာဖြူမျိုးမှုအဆင့်တစ်ခုကိုရောက်တဲ့အခါစကမ်းမတီဆောက်ပဲနေရအနှံပြားသို့ထောက်ရှားတော်လာနေတော့မှမဟုတ်ပဲတတ်မှတ်ထားတဲ့နေရာတွေမှာစကမ်းချနေထိုင်လာမှဖြစ်ပါတယ်။လမ်းများကိုလည်းတော်လာနိုင်တဲ့လမ်းချင်းမှာထရက်ကားမောင်းနိုင်တဲ့ကားလမ်းများထိပ် ဖောက်လို့ရမှာဖြစ်တယ်။ဒီကိစ္စအလုံးမှာတောက်ကြားအဖွဲ့ရဲ့စွမ်းရည်နဲ့ရန်သူကျူးကျော်တိုက်ခိုက်လာနိုင်စွမ်းတို့ကိုထည့်သွင်းစဉ်းစားရမယ်။ရန်သူဟာလမ်းများကိုဖျက်ဆီးနိုင်ရောမကမိမိစကမ်းများတို့လွယ်ကူလျင်မြန်စွာရောက်ရှိအောင်အသုံးချနိုင်တာကိုမမေ့တင်ပင်အခြေခံအချက်အနေနဲ့လမ်းများကိုအချို့သောဒေသများထံဧကပို့ဆောင်ရေးအထောက်ကိုဖြစ်စေရန်အတွက်အခြားအသုံးချစရာနည်းလမ်းများမရှိတော့မှသာဖောက်လို့ရန်ဖြစ်တယ်။လမ်းကိုလည်းရန်သူရဲ့ တိုက်ခိုက်မှုမှာအကာအကွယ်ကျင်းသေးပေါက်ပေးနိုင်မှသာတိဆောက်ရန်ဖြစ်တယ်။အရေးကြီးလာတဲ့စကမ်းများအကြာဆက်သွယ်ရမှာလွယ်ကူစေဖို့နဲ့အန္တရာယ်မကြီးလာရင်လမ်းများဖောက်လို့တင်တယ်။ဒီအပြင်အခြားသောဆက်သွယ်ရေးလမ်းကြောင်းများလည်းလှူထောင်ရမယ်။ယင်းတို့အနက်မှအရေးကြီးတဲ့အချက်တစ်ခုကတယ်လီဖုန်းဆက်သွယ်ရေးပဲဖြစ်တယ်။တော်ရင်အတွက်တစ်ပင်များကိုတယ်လီဖုန်းတစ်တိုင်အဖြစ်အသုံးချခြင်းဖြင့်ဖုန်ကြိုးများတက်တက်တတ်တာတွေ့တန်းနိုင်တယ်။ တယ်လီဖုန်းဆက်သွယ်မှုပြုလုပ်သည့်ဒေသညာလဲရန်သူမထုတ်ဖောက်နိုင်တဲ့ဒေသဖြစ်ရမယ်။အခြေခံဒေသတွေမှာလူထုအုပ်ချုပ်ရေးကိုဖွဲ့စည်းပုံပြည့်ဖြည့်ဖွဲ့စည်းထားရှိတယ်။ယောက်ျားတက်မတော်တခုရဲ့အရေးပါတဲ့လက္ခဏာရဲ့များစွာအနက်မှာတရက်မှာကောင်စီဘ ਹੁ တရားရေးဌာနနဲ့အုပ်ချုပ်ရေးဖြစ်တယ်။နိုင်ငံ၏ဥပဒေများကိုတက်သည့်နားလည်သောပုဂ္ဂိုလ်တဦးစီရဲ့ကုကဲမှုအောက်မှာဖူကောင်စီကိုထားရှိရမယ်။ဒေသတခုရဲ့လိုအပ်ချက်များကိုတရားဥပဒေရှုထောင့်မှနေ၍ရှုမြင်နားလည်နိုင်ရင် ပို့လို့ပြန်ကောင်းပါတယ်။တပုံတို့ဒေတာတွေမှာတောင်သူလူသမားတို့ဘဝပုံမှန်ပြန်ဖြည့်ရင်းနဲ့အခြေချနေနိုင်ရေးတို့အတွက်အမိတ်ညွှန်ကြားချက်တွေကိုထုတ်ပြန်နိုင်တယ်။ဥပမာအားဖြင့်ကျူပါတော်လိုင်းရေးကာလအတွင်းကျွန်တော်တို့ဟာရာဇဝဲပြည်မှုဆိုင်ရာဥပဒေညာတရားမဥပဒေညာလေယာမြေသူပြင်ပြောင်းလဲဆိုင်ရာဥပဒေညာလက်သမားများအတွက်အထောက်အကူဖြစ်စေသည့်ဥပဒေညာထုတ်ပြန်ခဲ့တယ်။ရင်းမှဆက်၍တနင်္ဂနွေလုံးတွင်နောက်နောက်ကနေကျင်းပမည်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ညာ ရွေးကောက်ပွဲအတွက်ရွေးကောက်ပွဲနေဥပဒေများကို ထုတ်ပြန်နိုင်ခဲ့တယ်။စီယရာမစ္စတာလေယာတူပြည်ပြောင်းလဲရေးဥပဒေကိုလည်းထုတ်ပြန်နိုင်ခဲ့တယ်။ထိုနည်းတူစွာရင်းကောင်စီဖွဲ့ကကြောက်ကြားတဲ့ဖွဲ့စစ်ကြောင်းများရဲ့စစ်စင်ရေးဆိုင်ရာကိစ္စများကိုကုတ်ကဲတာဝန်ယူရတယ်။ထိုကောင်စီကပင်ဝေကြီးတဲ့တရားကိုကန့်ထွေဖြစ်ရှင်းရပြီ။တခါတရံရိခါထောက်ပံ့ရေးကိစ္စတွေကိုတိုက်ရိုက်ဝင်ရောက်ဆွတ်ဖက်တယ်။ဖော်ပြပါချက်တွေဟာအချိန်နှေးပေါ်မူတည်ပြီးပြုပြင်ပြောင်းလဲနိုင်ပါတယ်။ ဒေတာတစ်ခုရဲ့သမိုင်းဖြစ်ပေါ်တုတ်တက်မှုနဲ့ပထဝီအနေထားတော့ရဲ့ရရိုက်မှုများကြောင့်လည်းဖြစ်ပါတယ်။ဒေတာတစ်ခုအတွင်းလက်တွေ့ကျုံ့ရတာတွေပေါ်ခြေပြူရတာဖြစ်ပြီးကွဲပြားခြားနားတဲ့ပထဝီအနေထားသမိုင်းဖြစ်ပေါ်တုတ်တက်မှုနဲ့လူမှုရေးအခြေအနေများလိုက်ပြုပြင်ပြောင်းလဲနိုင်တယ်။ကောင်းစီအဖွဲ့အစည်းအပြင်ထိုဒေတာရဲ့ထွေထွေကျန်းမာရေးလုပ်ငန်းကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်။ဒီချက်ကိုဘ ਹੁ စေယုံများနဲ့လှုပ်ဆောင်နိုင်ပြီးလက်သမားတို့ကိုဖြစ်နိုင်တဲ့냐အပြည့်အဝဆုံး အကူညီညာပေးရန်ဖြစ်တယ်။စေဝါဆောင်ချောက်ကုသမှုဘလောက်အထိလုံလုံလောက်လောက်ပြီးနိုင်မလဲဆိုတာကတော့တော်လန်ရေးဖမျိုးမှုအစဉ်အပေါ်မူတည်တယ်။ပြည်သူစေယုံတွေပြည်သူကျမ်းမာဌာနတွေကိုကြောက်ကြားတက်မတော်နဲ့ဓာတ်ရိုက်ပေါက်ဆက်စီပြီးတက်မတော်မှအရာရှိနဲ့တသားတွေကရင်းလုပ်ငန်းကိစ္စတွေကိုဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်တယ်။ထို့သူတို့ရဲ့တာဝန်ဟာကုသဆောင်ချောက်မှုတာမကပြည်သူတို့ရဲ့ကျမ်းမာရေးပုံမှုမြင်မအောင်ဥတီလှုပ်ဆောင်ရေးတာဝန်နှစ်ရက်ဖြစ်တယ်။တကူရေးတန်ရှင်းရေး ပတ်ဝန်းကျင်တန်ရှင်ရေးစတဲ့အခြေခံအချက်လက်တွေကို လုံးဝမသိနားမလည်မှုပေါ့အကြောင်းအရင်းခံပြီးကြီးမားတဲ့ကျမရဲ့ပြဿနာများပြည်သူတို့အတွင်းမှာရှိနေကြတယ်။ဒီပြဿနာကသူတို့ရဲ့ချိနဲ့ပြည်သားဖြစ်တဲ့အခြေအနေကိုပိုဆိုးစေတယ်။ကျွန်တော်တို့ပြောခဲ့သလိုအခွန်တုပ်ကောက်ခံကြီးဟာအထက်ပါအထွေထွေကောင်စီရဲ့လုပ်ငန်းတာဝန်ဖြစ်တယ်။ရိတ်ခါတူလောင်ရေးကိုထောင်တွေဟာလည်းအရေးပါလာပါတယ်။တောက်ကြားအခြေခံဒေသအဖြစ်တက်မှတ်ပြည်တယ်နဲ့တပြိုင်နက် ရိတ်ခါကုတော်လေးကိုဖြစ်နေတဲ့ညအကောင်းဆုံးစနစ်တကျဖြစ်အောင်တိဆောက်တင်တယ်။ဒီဟာတွေကကုန်စည်ကူးတန်းရောင်းဝယ်မှုအတွက်အပြင်းဆုံးကိုယ်ကဲဆောင်ရှောက်မှုကိုသိချစေမှာဖြစ်တယ်။ဒီအပြင်အရေးကြီးဆုံးကတော့ရိတ်ခါဖြန့်ဝေရမှာညီတို့ညီညာဖြစ်စေရေးနဲ့နောက်မှလည်းတညီတညာတည်းဖြစ်နေစေရေးတို့အတွက်ထိမ့်သိမ်းထားနိုင်မှာဖြစ်ပါတယ်။လုပ်ငန်းလုံဆောင်ချက်တွေဟာအတွင်းစီးရဲ့အပြင်ဘက်မျက်နှာစာမှာ အရေးအတွက်ရောအရေးချင်းရပါကွဲပြားချမ်းသာတယ်။ဥပမာအားဖြင့် ဝါရဖြန့်စီယုံရေးလုပ်ငန်းတွေဟာတနင်္ဂနွေလုံးအတိုင်းတာဆောင်းတဲ့ဒီကြကြတက်ဖွဲ့ရဲ့အောင်ပွဲရတိုက်ပွဲသတင်းတွေကိုတာမကအလုံသမားလက်သမားတို့ကိုလူတို့တိုက်ပွဲများအတွင်းသို့ပါဝင်လာအောင်လှုံ့ဆော်ခြင်းနဲ့ဒီရှေ့တန်းစစ်မျက်နှာအသီးသီးကအောင်ပွဲများရှိခဲ့ရင်လည်းတရေများထုတ်ပြန်ကြညာခြင်းစသည်တို့ပြုတည်တယ်ဗန္နငွေကောက်ခံရေးလုပ်ငန်းကိုတော့လှုပ်ဝက်ထားရမယ်ဒါကိုအထူးသတိထားလှုပ်ဆောင်ရမှာဖြစ်ပြီးအသေးစားကောက်ခံပြည်သူတွေကိုအဖွဲ့အစည်းရဲ့ နာတိန်နဲ့ရရမဆက်ဆံသေးပဲတိကျထားရမယ်ဒီကောင်းစီအဖွဲစီအမျိုးမျိုးကိုဒီသားတစ်ခုနဲ့တစ်ခုအပြန်အလှန်အမိတေဟပြုဆက်သွယ်ထားချစ်ပြီးတပေါင်းတစ်စီးတည်းဖြစ်စေဖို့ဖွဲ့စည်းထားရတယ်ဒါတွေဟာပြည်နယ်တိုင်းမြို့ကြီးရွာကောင်းစီများဖြစ်ကတော်လိုင်းရေးလှုပ်ရှားမှုအဆင့်ပေါ်မူတည်တယ်ဒီသားတစ်ခုစီမှာကောက်ခံရရှိထားတဲ့ဗဏ္ဍာငွေတွေကို ကြီးကြပ်ပေးမဲ့ဗဏ္ဍာရေးအဖွဲစီတွေရှိရမယ်စကြုပ်စာတမ်းများရောင်းချခြင်း ဓာတ်ရိုက်အလွန်ကညာကောက်ခံခြင်းတို့ဖြင့်ငွေကြေးစုဆောင်းနိုင်တယ်။တော်လန်ရေးအဆင့်ပုံပုံထင်ထူးလာတဲ့အခါအခွန်တုပ်တွေကောက်ခံလာနိုင်မယ်။စက်မှုလုပ်ငန်းကလည်းတပုံတက်ဖွဲ့အင်အားကြီးမတော်ကိုအတိမတ်ပြုလာတဲ့အခါငွေကြေးပေးဆောင်ဖို့သဘောတူညီကြလိမ့်မယ်။ကြောက်ကြတက်ဖွဲ့လိုအပ်မှုပေါ်မူတည်၍ရိက္ခာပစ္စည်းများကိုစုဆောင်းတုံ့ပြန်ရမှာဖြစ်ပါတယ်။ဒီလိုစုဆောင်းရမှာကုန်စည်ကူးတန်းရောင်းဝယ်ရေးခွင့်ဆက်ပုံစံနဲ့ဖော်ဆောင်ဖွဲ့စည်းကား ပုံမအသုံးများလွယ်ကူသည့်ပစ္စည်းများကိုအနည်းနာပတ်ဝန်းကျင်မှရယူစုဆောင်ပြီးရှားပါးခက်ခဲသည့်ပစ္စည်းများကိုပုံမကြီးမားသောဈေးကွက်ဌာနများမှရယူရမှာဖြစ်တယ်။ဒီကွင်းဆက်ကိုအကန့်အသတ်နဲ့ထားရှိနိုင်ဖို့အစဉ်ကြိုးပမ်းအထောက်ရမှာဖြစ်ပြီးလူနည်းနိုင်သည့်များအ ਨੇ ဆုံးကိုသာအသိပေးရမယ်။ဒီနည်းအားဖြင့်ဒီလုပ်ငန်းတာဝန်ကိုကြာရှည်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဖောက်ခွဲပစ္စည်းလုပ်ငန်းတွေကိုအတွင်းစီးအပြင်ဘက်ဒေသလူတို့အုပ်ချုပ်ရေးဌာနဟာ ဘိုးစစ်ဦးစီးဌာနနဲ့ညီနိုင်ကညွန်ကြားလောက်ဆောင်သွားရမှာဖြစ်တယ်။အခြေအနေတွေကိုသိချစွာစမ်းစစ်လေ့လာပြီးနော်အထူးကိစ္စရများမှာရန်သူလူများကိုလုံကျင်နိုင်တယ်။ကြုံပြောရရင်လူတို့အပေါ်ဖိနှိပ်ညှင်းဆဲပြီးစူတန်ရုံမှမှုအတွက်တရင်ကြီးနေသူချုပ်ကိုဖက်ရှားပြစ်ဖို့ရည်ရွယ်ချက်နဲ့လောက်ဆောင်နိုင်မျိုးကလွဲရင်ဒီလိုလုံကျင်မှုမျိုးကိုလုံတင်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်။ထိရောက်မှုနည်းလာတဲ့အထူးတာဝန်တွေအတွက်စည်းကြေးရတဲ့ရဲဘော်တို့ရဲ့အသက်ပေါင်းများစွာကို ကဲတင်ဖို့ဖြစ်နိုင်ခဲ့မှာပဲလို့ကျူဘာတော်လန်စစ်အတွေ့အကြုံကပြသခဲ့တယ်။အချိန်များများမှာအဲ့ဒီအထူးတာဝန်တွေကိုထမ်းဆောင်ကြကြသူတွေဟာရန်သူရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်ရတဲ့အကျုံးနဲ့မကမိအောင်ကြဆုံးကြကြရတယ်။ခွဲခြားမှုမရှိဘဲရောထွေလုံးချံမှုအကျန်းဖက် တိုက်ခိုက်ပစ်ခတ်မှုတွေကိုမလုပ်သင့်ဘဲပုံမပြီးဦးစားပေးဆောင်ရွက်တင်တာကလူတို့အတွင်းတော်လန်ရဲ့အတွေ့အကြုံစိုက်ထူရှင်သန်ပွားများစီဖို့ပဲ။ဒီအတွက်အလုံသမားလက်သမားနဲ့ အသက်မူဝမ်းကြောင်းပညာရှင်တွေပါဝင်တဲ့လူတုလူဒန်းစားအဖွဲ့အစည်းတွေဟာရင်းတို့ရဲ့သက်ဆိုင်ရာအလွှာအသီးတီးပြည်သူတွေအတွင်းတော်လန်ရေးမျိုးစေ့တွေပြန်လည်ကျေးပြန်ပေးဖို့လိုအပ်ပါတယ်။လိလာဖတ်ရှုဖို့တော်လန်ရေးစာပေတွေကိုဖြန့်ဝေရင်းရှင်းလင်းပြပြရင်းနဲ့အမှန်တရားကိုနားလည်လာစေမှာဖြစ်ပါတယ်။တော်လန်ရေးကြတဲ့ဝါဒဖြန့်ချင်ရေးတဲ့အခြေခံလက္ခဏာတစ်ခုကတော့အမှန်တရားဖြစ်ကိုဖြစ်ရမယ်ဆိုတာပါပဲ။ဒီနည်းအားဖြင့်ဇာတ်စာနဲ့ပြည်သူရဲ့ထောက်ခံမှုကိုရရှိမှာဖြစ်တယ်။ လူတို့အတွင်းကအကောင်းဆုံးစ조사လှုပ်ဆောင်သူတွေကိုရွေးချယ်ပြီးတပုံတက်ဖွဲ့မှာဝင်ရောက်အမှုထမ်းစစ်ခြင်းပုံမှုကြီးလေးတဲ့အခြားတာဝန်တွေမှာထမ်းဆောင်စစ်ခြင်းတို့ပြုလုပ်ပေးရမယ်။ဒါဟာလူတို့တော်လန့်စစ်ကာလတကူအတွင်းတောက်ကြားဒေတာရဲ့အတွင်းစီးနဲ့အပြင်ဘက်လူတို့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအကြောင်းအကြမ်းဖျင်းဖော်ပြချက်များတာဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေကိုပုံမှုပြည်စုံတဲ့အဆင့်တစ်ခုရောက်အောင်ပေါ်ဆောင်နိုင်တဲ့အလားအလာတွေရှိပါတယ်။ကျွန်တော်တို့ရဲ့ကျူပါအတွေ့အကြုံတွေအကြောင်းကို ကျွန်တော်ကနေတစင်ပဲထက်မှန်လို့ဖောက်တယ်ချတာပါအတည့်အသေးတော့အတွေ့အကြုံတွေကဒီဥစ္စာတွေကိုကြောင်းလဲတူးတက်စေမှဖြစ်ပါတယ်